ပြီးခဲ့တဲ့2012ခုနှစ်ကချင်ပြည်နယ်တွင်မြန်မာအစိုးရစစ်တပ်နဲ့ကချင်လွတ်လပ်ရေး KNY ကြား တကြော့ပြန်စစ်ပွဲဖြစ်ပွားလာချိန်တွင်မိုးမောင်းမြို့နယ်နန်းဆန်ကျေးရွာဥပိုင်းမှဦးတောင်ကွန်းတီနွားလဲပေါ်ပစ္စည်းတင်အပြီးတွင်အစိုးရစစ်တပ်69စစ်ကြောင်းထိုးစစ်ဆင်လာချိန်နဲ့ကွတ်တီဖြစ်ကဦးတောင်ကွန်းကိုဖမ်းဆီးစစ်ဆီးခဲ့ပါတယ်။ဦးတောင်ကွန်းနဲ့အတူမိုင်ချာကျေးရွာတို့မင်္ဂလာဆောင်ပွဲသွားတော့ဥပပါရွာမှအမျိုးသားလူငယ်မောင်လာတောင်ကိုလည်းဖမ်းဆီးထားခဲ့ပါတယ်။တိုက်ပွဲဖြစ်နေတဲ့အချိန်တွင်ဦးတောင်ကွန်းရဲ့လက်နက်ဖက်ကိုကျိုးတုပ်ပြီးနွားတင်းကုတ်တိုင်မှာကျိုးနဲ့ချီထားခဲ့ပါတယ်။ အစိုးရစစ်သားတွေကရွာတွင်းဘဲကူမှမတော်ရဲတော့ကတုတ်ချင်းထဲမှာပဲပုံနေပြီး၃ရက်လုံးလုံးဥတောင်ကွန်းနဲ့ဖန်စီခံလူငယ်ကိုသာရေခတ်ခိုင်းခဲ့ပါတယ်။နောက်သူတို့နေရောက်ကို ဖမ်းမိတဲ့နေ့မှာပဲဂျယ်ရီကွန်ဘာရွာမှာလူငယ်တဦးကိုလည်းခမာရာစစ်တပ်ကဖမ်းဆီးထားခဲ့ပါတယ်။တမ69မှာဖမ်းဆီးထားခဲ့တဲ့ဥတောင်ကွန်းတို့ကိုခမာရာ430စစ်တပ်တို့လွဲပြောင်းခဲ့ပြီးနောက်ပိုင်းတွင်တညချုပ်ထားကဗမော်ရေးစခန်းကိုပြန်ခေါ်သွားခဲ့ပါတယ်။ မမိုးရေးစခန်းရောက်တဲ့အချိန်တွင်စာရဖများရဲ့ညင်ပန်းနေဆက်ချင်မှုခံခဲ့ရပါတယ်။ထိုင်ကုန်ပေါ်တွင်ထိုင်ခိုင်းကခြေလက်နှစ်ဖက်စလုံးကိုနောက်ပြန်ကျိုးတုပ်ထားပြီးစစ်စေးမင်းမမှုများပြုလုပ်ခဲ့ပါတယ်။ရေတောက်ချင်းနဲ့ရေတောက်ခွင့်မရပြီးဥတောင်ကွန်းနှင့်ဖန်းစည်းခန့်လူငယ်နှစ်ယောက်ကိုတသက်စီစစ်စေးမင်းမမှုများပြုလုပ်ခဲ့ပြီးဥတောင်ကွန်းကိုတည်င်းစာဆက်ကူကိုလိတ်ပြီးနားတွင်ရိုက်ပေးခဲ့တော့ကြောင်းတလလောက်နားလေတော့ခဲ့ပါတယ်။ရင်ဘတ်ကိုလည်းအာရပါရထိုးကျခံခဲ့ရပါတယ်။ ကြံနေရောက်ဒီလူပြုံများဖြစ်တဲ့အတွက်ပိုပြီးမယုံတင်ကဖြစ်သဖြင့်ပိုပြီးနှိမ့်ဆက်ခံခဲ့ရကမိုးထုတ်လာတဲ့အချိန်ကနေစပြီးည10နာရီအထိနှိမ့်ဆက်ခံခဲ့ရပြီးအဲ့ဒီနောက်မနက်တော့ဗမိုလ်ထောင်ကိုပြန်ပို့ခဲ့ကြောင်းကုထုံးမဲ့အခွင့်အရေးအနာများမှတ်တမ်းစာအုပ်တွင်ပြပြထားပါတယ်ဗမောဆောင်ကိုရောက်တဲ့နောက်ပိုင်းမှာထပ်မံနှိမ့်ဆက်ခံရကစစ်စစ်မင်းမြန်ခံခဲ့ရပါတယ်။ထောင်ရောက်တာနဲ့တ냐အိပ်ပြီးထုံတွင်းအလုလုခဲ့ရပါတယ်။ လဲစရာအဝတ်အစားမရှိတာကြောင့်ထောင်သားတွေကပေးလို့တာအဝတ်အစားလေးနိုင်ခဲ့ပါတယ်။ထောင်အလုံးလုံးနေတဲ့အချိန်မှာလာခေါ်ယူကထောင်အပြင်ဝင်းအခန်းတစ်ခုထဲမှာတကားပိတ်ပြီးအရင်ကလေးကစစ်ဆေးခဲ့တဲ့စစ်ပုံတစ်ယောက်ပဲထပ်မံစစ်ဆေးမှုများပြုလုပ်ခဲ့ပါတယ်။စစ်စေးရမှာကိုထိုင်ကုန်ပေါ်တွင်ထိုင်ခိုင်းကဥတောင်ကွန်းရဲ့ရင်ဘက်ကိုခြေတော့ဖြင့်ကန်လိုက်တော့ကြောင်းဥတောင်ကွန်းသည်အခန်းနံရံတွင်တားဆောင်မိကအတော်ကြောင်အောင် ပြန်နှိမ့်ဆက်ခံခဲ့ရပါတယ်။မြန်မာအစိုးရစစ်တပ်မှ မိသားစုတွေနဲ့အဆက်အသွယ်လုပ်ရန်တည်င်းအဆအနာဖျောက်ထားခဲ့ပါတယ်။ထောင်ရောက်ပြီး၃ပတ်အကြာမှာဦးတောင်ကွင်းရဲ့အိမ်သားတွေလာတွေ့ခဲ့ပါတယ်။တရားရုံးမှာထောင်တန်တစ်နှစ်ကြာခံစီပြီးထောင်တန်တစ်နှစ်နဲ့၅လကြာခံပြီးနောက်2013ခုနှစ်အောက်တိုဘာ၈ရက်နေ့တွင်ထောင်မှလွတ်မြောက်လာခဲ့ကြောင်းကုထုံးမဲ့လူအခွင့်အရေးအနာများမတန်တွင်ဖော်ပြထားပါတယ်။